ြစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ရွေဦး Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းစက်တင်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာလူမော်သည်မဒနံဤပြန်စာကိုရရှိသောအခါနေရာတကားတွင် အောင်မြင်ခိုက်ဖြစ်၍ မိမိကိုယ်ကိုအထင်ကြီးထားသောလူတို့ဤထုံစံတိုင်းမိမိဤမာနကိုထိခိုက်သည့်အလျောက်စိတ်ထဲ၌အတော်ပင်မခံခြင်းပဲရှိတော်လဲမတဏံဤမာနကိုလည်းရိပ်မိသည်ဖြစ်၍ရုံ၌အလုဝတရားအလျောက်မျက်နှချင်းဆန်ကြရသောအခါများတွင်မခံခြင်းသော အမှုရာမျိုးချက်သောအမှုရာမျိုးမကျေနပ်သော အမှုရာမျိုးအလင်းမပေါ်ပြပဲရှင်ဤအတိုင်းဒီဒီတန်တန်ခန့်ခန့်ညာညာနှင့်ရင်ကျေးတိမ်မွေသော အမှုရာမျိုးသာလျှင်ထင်ရှားစေ၏ စဉ်စစ်မှာမဒနန်ဤစာ၌ယရိပြတခါတည်းညင်ပေသောအတိတ်ပဲမျိုးပါရှိသည်ဟုမယူဆသောကြောင့်မျော်လင့်ပွဲရှိသေးသည်ဟုထင်မြင်သည့်ပြင်မိမိကလည်းတခါတည်းလက်လျှော့မည်မဟုတ်ပဲတနည်းနည်းတွင်အောင်မြင်ရမည်ဟုယုံကြည်လျက်ပင်ရှိသည့်ပြင်မဒနန်ဤစိတ်ကိုထိခိုက်စေမည်အပြုအမူမျိုးကိုမှကြိုးစား၍ရှောင်ရှားလေသည် အကယ်၍လူမော်ကမိမိကဲ့သို့သောပုဂ္ဂိုလ်တို့ဤမြစ်တာကိုညင်ပေရချေသလို့ဆို၍ ငါတကောကောသောအမှုရာမျိုးဖော်ပြသည်နှင့်တပြိုင်နက်မတဏန်သည်အလုလက်မဲ့ဖြစ်၍ငတ်တည်လင်လဲတေရစေ၎င်းအလုမှနှုတ်ထွက်သွားမည်ဖြစ်လေသည်လူမော်ကလည်းဤကြောင့်ကိုတည်ပြီးဖြစ်၏ထို့ကြောင့်လူမော်သည်မတဏန်ကိုခေါ်၍အလုဝတရားအလျောက်ခိုင်းစေသောအခါများတွင်စူအောင်ခြင်းဆောင်းအောင်ခြင်းစားသောမျက်နှာမျိုးအရေးအမြတ်များမဖော်ပြဘဲတတ်နိုင်ခဲ့ရင်ရကင်ခတ်ထက်လေးစားသောအမှုရာမျိုးပင်ထင်ရှားစေ၏ မတဏန်ဒီလည်းလူမော်၏အမှုရာကိုကဲခတ်လျက်ရှိရာထိုအချင်းရာများကိုတွေ့မြင်ရသဖြင့်လူမော်ပေါ်၌တရံတဲ့၍အထင်ကြီးသွားပြန်လေသည်။တာမြကမူမတဏန်၏ပြန်စားကိုရာပြည့်သည့်နောက်ယတရပတ်အခမ်းအိမ်တို့ပေါ်မလာပဲနေ၏။သို့သောညနေတွင်မတဏန်ယုံစင်လာသည်နှင့်လမ်းတောင်၌စုံမိကြ၍နှုတ်ဆက်ပြီးနောက်တာမြကလိုက်ဖို့ပေးပြရစေဟုဆို၍ခြေကနှင့်လိုက်ဖို့ရသည့်နောက်၌မူမတဏန်၏အိမ်တို့ရှင်ဒီအတိုင်းဝင်ထွက်ပြန်လေတော့သည်။ ရှင်စစ်မှာတာမြတ်သည်ထိုစားကိုရပြည်သည့်နောက်မတဏံကိုတွေ့ရမည်မှာမျက်နာပူသလိုရှိသည်နှင့်တင်းချောင်နေကြခြင်းဖြစ်ရာကြာရှည်စွာတင်းချောင်ရမဖြစ်သည့်အတွက်မတဏံရုံစင်းချိန်တွင်ထိုလန်းသို့ဇေကားနှင့်တမင်မောင်းထွက်လာခြင်းဖြစ်လေသည်ဤသို့ရှိနေကြတွင်ရွာ၌ရှိကြသောမိဘနှစုံတို့သည်သားရဲ့တမီးအတွက်ဇီမံကိန်းများရေးဆွဲလျက် ရှိကြလေပြီကျွန်တော်တို့ဖော်ပြခဲ့သည့်အတိုင်းလူမော်ဤမိဘနှင့်တာမြတ်ဤမိဘတို့သည်၎င်းရွာ၌ တင်နံပါတ်များဖြစ်၍ဂုံတုဂုံပြန်ဖြစ်ကြတော်လဲမိဘအသည်သည်၌လျှို့ဝှက်စွာရည်မှန်းထားကြသည့်ရည်ရွယ်ချက်တစ်ခုစီရှိကြလေသည်ထိုရည်ရွယ်ချက်မှာကအခြားမဟုတ်မိမိတို့၌ရှိသောတူရဲသောသားနှင့်တူရဲသောသမီးကိုလူရက်သားသမီးအချင်းချင်းမောင်းလဲနမလဲပေးစားကြရမည်ဖြစ်လေသည်ဆိုလိုရင်းမှာလူမောင်မောင်နှမကိုတာမြတ်မောင်နှမနှင့်ပေးစား၍၎င်းရာတွင်ရန်ရှင်သူမပပေါသည့်ဆွေဆက်မျိုးဆက်ကြီးတစ်ခုတည်ထောင်ရန်ဖြစ်လေသည် ၎င်းချမ်းစီမှာဒေယွာလုံးတနေလုံးကတိကျ၍ကောင်းလာပေသည်ဟုလူတိုင်းချီးကျူးကြကြတော်လဲလူမော်နှင့်တာမြတ်တို့ကြောင့်အထမမြောက်ဖဲဖြစ်လာခဲ့သည်ဒေလူငယ်နေရာလုံးသည်မတ္တနာမလွှဲ၍မချိတ်ကျနိုင်တကဲ့သို့ဖြစ်ခဲ့ရာကလူမော်ကတာမြတ်၏နှမငွေညီကိုသဘောမကျနိုင်တော့ပင်တာမြတ်ကလည်းလူမော်၏နှမရွှေကြီးကိုလက်မခံနိုင်ဘဲရှိခဲ့ကြလေသည်မိဘနှစ်စုံတို့သည်အခွင့်အရေးရရှိသည့်အခါတိုင်း မိမိတို့ဤသားများကိုနာချခဲ့ကြတော့လဲလူငယ်နှစ်ဦးလုံးတို့သည်မိဘများဤတင်လျော်သောစေကုကိုဝန်ခံကြရစေကမူသဘောမတူနိုင်ပဲရှိခဲ့ကြ၏။တမိများဖို့မာမူကသားများနှင့်လူမော်တို့ကိုသဘောမကျစေရအကြောင်းအချက်မရှိ၎င်းနှင့်တပည့်တွင်လူမော်နှင့်သားများတို့ထက်သာလွန်သောယောက်ျားဟု၍လည်းမရှိသည့်ပြင်ကြေးလက်တို့ရွာများ၌ရှိသောလူရက်တမိများဤထုံစံများမှလည်းမိဘများစိတ်ဆက်ပေးစားသည့်အတိုင်းလိုက်နာလက်ခံကြရသောအစဉ်လာလည်းရှိပေသည်။သို့ဖြစ်၍ လူကြီးမိဘများကလူမော်နှင့်တာမြတ်တို့ကိုနားချနေကြသည့်အတော်တွင်၌မိန်းကလေးများသည်စင်စစ်အားဖြင့်လူမော်နှင့်တာမြတ်တို့ကိုသူ့ပြိုင်နိုင်သောယောက်ျားကလေးများလည်းမရှိသည့်အတွက်မိဘများ၏အဆုံးဖြတ်ကိုစိတ်ရှည်စွာနှင့်စောင့်မျှော်နေကြရှာသည့်လက္ခဏာရှိ၏အထက်တော်ရွာများ၌ထုံးစံသည့်ထုံးစံဖြစ်၍လူများကိုဗာနှင့်မြမတူအောင်ကြက်တဲစွာနှောင်ဖွဲ့နိုင်သောတတ္တိရှိ၏အကယ်၍မိန်းကလေးများကမိဘများစိတ်ရှည်ကြသလိုစိတ်မရှည်ဘဲအခြားလူငယ်တယောက်နှင့်ထွက်ပြေးမိသည်ဆိုအံ့ သရွေခွက်တွင်တသက်ပလုံးပက်လက်မျောရတော်မူခဲ့သို့မှတ်ယူကြလေသည်မိန်းကလေးများကိုဂုဏ်ကြီးနောင်ခွက်ပေးတဲ့ကဲ့သို့ဖြစ်နေသောအချက်တခုမှလည်းဒါမြတ်နှင့်လူမတော်သည်ယခုတိုင်လူပြိုကြီးအဖြစ်နှင့်ရှိနေကြခြင်းမင်းဖြစ်လေသည်အကယ်၍တူဦးကအိမ်တော်ကြခဲ့ပါမူကား၎င်းအတွက်ရည်မှန်းထားသောမိန်းကလေးမှာလွတ်လပ်ခြင်းရသကဲ့သို့ဖြစ်နိုင်ပေသေးသည်ထို့တော်တွင်၌မိဘနှစုံတို့၏လက်မြေဧကပေါ်များခြင်းနှင့်မြုပ်လန်းထားသောငွေသားအိုးများရှိခြင်းကိုတရင်ရသည်ဖြစ်၍မုတ်ဆိုးဘုံမြို့အုပ်မြေတိုင်းစည် အရေးပိုင်းယုံစည်ကလေးအစရှိသည့်တိုက်သမားများပေါ်ပေါက်ကြပါ၏တို့ရတွင်မျော်လင့်ချက်ကြီးတန်လန်းရှိနေကြသောမိဘနှစ်စုံတို့သည်၎င်းတိုက်သမားတို့ကိုလူမော်တာမြတ်တို့နှင့်နိုင်ရှင်ကြည့်လိုက်သောအခါအတော်ကွာခြားနေခြင်းကိုသိမြင်ရသည်ဖြစ်၍တိုက်သမားများမှာချီမန်းကွင်းရှာကြံရသည်နှင့်ပင်အချိန်ကုန်၍မအောင်မြင်ပဲလက်လျှော့သွားကြရလေတော့သည်နောက်ဆုံး၌မတ်ရွှေကြီးနှင့်မတ်ငွေညီတို့သည်မိမိတို့အချင်းချင်းကံတူအကျိုးပေးဖြစ်နေကြတော့သည်ဟုအောင်မေးမိလက္ခဏာနှင့် ရှိကားကဲ့သို့တယောက်နဲ့တယောက်ဂုံတုဂုံပြိုင်သဘောမထားကြတော့ပဲအလွင်ချစ်ခင်ရင်းနေကြ၍ဘာတူလာတူအဝိစင်တူစတိုင်စင်တူဖြစ်နေကြပြီလင်မောင်ကြီးများကနှမများထံသို့အသည်သည်ပို့လိုက်ကြသောဘောင်းသာရေမွေဖဲကျုအစရှိသည့်အပြိုကလေးအသုံးဆောင်များကိုတယောက်နဲ့တယောက်ခွဲဝေသုံးဆဲကြလေသည်တယောက်တည်းတယောက်ကပို့၍လာကျင်သောစိတ်မျိုးပင်မရှိကြတော့ချေယခုတလောတွင်မူကားမိဘနှစ်စုံတို့သည်အချင်းချင်းတိုင်ပင်ကြ၍ မိမိတို့ဤသားများထံစားရဆောင်စီအတိအသည့်ရေးထည့်လိုက်ကြ၏၎င်းသားများတွင်မိဘများလည်းအသက်ကြီးရင်ကုန်ကြပြီ ဖြစ်သည့်အလျောက်မိမိတို့မတင်မီတွင်သားသမီးများကိုနေရာချထားခဲ့လိုကြောင်းသားများအတွက်မိမိတို့မှာစိုးရင်ွယ်မရှိထားပြီးအောင်သမီးအတွက်အရေးကြီးသောကြောင့်သားသမီးနှစ်စုံတို့ကိုငယ်ကလေးကမိဘများကမျှော်မှန်းလာခဲ့ကြသည့်အတိုင်းသားများအောင်မြင်ပါက ဝန်သာ၍မဆုံးနိုင်အောင်ရှိကြလိမ့်မည်ဖြစ်ကြောင်းများနှင့်ဖော်ပြပါရှိလေသည်။ဒါမြတ်သည်မိဘများထံမှစာကိုရရှိသောအခါလူမော်မှလည်း၎င်း၏မိဘများထံမှအလားတူစာတစောင်းရရှိသည်ဟု၍ရိပ်မိ၏။ထိုနေ့တူလူမော်ကလည်းစာရရှိသောအခါ၌ရိပ်မိလေသည်။သို့သောငွေချင်းချင်းချင်းဖွင့်ဟတိုင်ပင်၍မကောင်းသောကိစ္စဖြစ်သည့်အတွက်အသည်သည်မြုံ၍နေကြလေသည်။လူမော်နှင့်ဒါမြတ်တို့သည်မိဘအသည်သည်ထံမှရရှိသောစာကိုကန်လျက်စဉ်းစားကြသောအခါ မိမိအဖို့ကမြည်သည့်နင်းနေမြမဖြစ်နိုင်သို့သောတငယ်ချင်းကအဘယ်သို့ရှိခြင်းမည်နည်းဟုအတိတိစဉ်းစားမိသည်ဤယခုချိန်တွင်လည်းမတဏံကိုပြန်သူပုပ်ပန်းလည်းပင်ရှိသည်ဟုယိမ့်မိကြသောလူမောနှင့်သားများတို့မှာမိမိအဖို့မဖြစ်နိုင်လင်တငယ်ချင်းအဖို့လည်းဖြစ်နိုင်လိမ့်မည်မဟုတ်ဟု၍စဉ်းစားမိ၏သို့ဖြစ်သောကြောင့်မိဘများ၏အမြင်အားဖြင့်အလွန်တရာလျော်ကံတင်းမြတ်လာသော၎င်းအကြံစီထားမြောက်အောင်မြင်ပွဲရာလမ်းမရှိတော့ပြီဆို၍မိဘများအတွက်အတိတိဝန်နေမိကြတော့သည်တနေ့တစ်နိုင်လူမောသည် မိဘများထံမှရရှိသောစာကိုတရားကျင့်မြောက်ဖတ်၍မိမိ၏နေအိမ်ဆင်ဝင်အဆောင်ရှိစောဘာဘော်တွင်ထိုင်လျက်စေကုနေစဉ်အစေခံတယောက်သည်စာတို့ကလေးတစ်စောင်နှင့်ဝင်လာ၍လူမော်၏လက်သို့ပေး၎င်းစာတွင်ကျွန်တော်တို့ပခုံးပေါ်မှဝင်ကြီးရာထူးသို့တက်လှမ်းတော်သူသည်ပခုံးအပွင့်ခံရသော တပည့်များကို ပြစ်ထားလိမ့်မည်မထင်ပါပခုံးပွင့်ရသူနှစ်ယောက်ဟူ၍ရေသာပါရှိလေသည်တယ်လာတဲ့လူစုပါလားဘယ်မှလဲဟဲ့သူတို့အစေခံတန်းလျားလေးမှာပါ လူပုံမှန်ပြောစမ်းတယောက်ကမင်းမင်းမြင့်မြင့်ပါမှာအမှယူကြည့်နေပါဒါလူမှတ်တယ်တယောက်ကကောအသားလက်လက်အရက်ပူပူသွားခေါ်ခေါ်မျက်စိဆွေပါတယ်တန်တော့ဒါလူနဲ့မျက်ကြော်တို့ပဲခေါ်ခဲ့စမ်းဟေအစေကံထွက်သွား၍မကြမီလူနှစ်ယောက်ကိုတွန်းလာခဲ့ပြီလူမော်သည်လူနှစ်ယောက်ကိုလှမ်းကြည့်လိုက်သည်နှင့်တပြိုင်နက်မိမိတွေ့တဲ့ဒီအတိုင်းဖြစ်နေကြောင်းတွေ့ရ၍အစေခံအားကော်ဖီနဲ့မုံများယူခဲ့ရမိန်ပေးလိုက်။ထားရလေကွယ် ဖိုးသားလူတို့တွေ့ရတာဝမ်းသာတယ်ကွယ်မင်းတို့နယ်ကွယ်ငါစီမြပခုံးပွင့်သူတွေဘာတွေလုံနေရသေးတယ်ကိုကွယ်တွေ့ကျင်နေဆိုရင်ဘယ်ချိန်မှဆိုလာတွေ့နေတာပဲကွယ်လူနေရာတို့မှာစုတ်ချသောအဝင်များဝစ်စင်ထားတော်လဲဆိုပါပေါ်တွင်စွန့်လောက်အောင်ထန်၍ငွေတရာရဲမှဈေးပြင်းလိပ်များကိုတလိစီနှက်ယူကရှိုက်ခွာလျက်ရှိကြ၏ဒါလူနှင့်မြတ်ကြတော်သည်ရဲဘော်ဟောင်းများဖြစ်ကြ၍လူမော်လက်အောက်၌တောက်ကွယ်ကြကြဘူးသည်ဖြင့် ရွေးကောက်ပွဲတွင်လည်းလူမော်အတွက်မဲဆန္ဒအများဆုံးရအောင်တရားတော်နည်းမတရားသောနည်းများဖြင့်ဂုဏ်ကြီးဆောင်ရွက်ခဲ့သူများဖြစ်ကြလေသည်။ကော်ဖီနှင့်မုံများရောက်လာ၍လူနေရာတို့သည်မွတ်တေသောလက္ခဏာနှင့်ပပြဲနှပြဲစားတောက်လျက်ရှိစဉ်လူမော်သည်စေရန်ကိုပွားရင်းလူနေရာကိုအကဲခတ်နေရမှရုတ်တရက်အကြံတစ်ခုရလာသည့်လက္ခဏာနှင့်ညနေခါရွှင်လာလေတော့သည်။စားတောက်ပြေးကြ၍တဝက်များမကျွမ်းလောင်သေးသောဆေးပြင်းလေများကိုပြန်မညီပဲငါးသုံးလုံးစီကရက်ဘူးမှစီကရက်များကိုလှမ်းယူညှိတောက်ကြပြီးနောက် ကောင်းဆောင်နဲ့တွေ့သောတာလူကဒီမုံမျိုးနဲ့ဒီ secret မျိုးမတွေ့ရတာရပ်ပေါင်းမရေမတွေ့နိုင်ပါဘူးဆရာဘိုလ်လူမော်ကဒါပေါ့ကွယ်ရဲ့ဘော်ဆိုတာနှစ်သမားပြောသလိုပင်ကြီးဖောင်းကြီးတွေပေါ့လေကွယ်ဒါလူကပင်ကြီးဖောင်းကြီးဆိုတဲ့ဇာတ်ထဲပိန်တဲ့လူပိန်ဖောင်းတဲ့လူဖောင်းဆိုရင်တာပြည့်မှန်ပဲထင်တယ်ဆရာဘိုလ်လူမော်ကဖောင်းတဲ့သူလည်းတသမထဲဖောင်းနိုင်ယူလားကွယ်ပိန်တဲ့လက်လည်းကြုံရင်ကြုံရအောင်မှာပေါ့ကွယ်ကိုသားလူက ကောင်းဆောင်တွေကတော့ဖောင်းတာများပါတယ်ဆရာငယ်သားတွေမှာသာပိန်တာနဲ့ကတ်တာနဲ့ပြက်တာနဲ့ငတ်တာနဲ့တလက်စီပြောင်းခံရပုံပေါ်ပါတယ်ကိုလူမော်ကဒါကတော့ငါလူဖိုင်စားနေရင်လို့တော့ဘယ်ဖြစ်မလို့ကောင်းဆောင်ဆိုတဲ့လူလဲအလုတ်လုံမှဖောင်းနိုင်မှာကိုကွယ်ကိုသားတို့ကအလုတ်လုံချင်ပေမဲ့အလုတ်ရှိအောင်မှာကိုဆရာကိုလူမော်ကလုတ်လူချင်းတောက်မှာပေါ့ကွယ်ဘယ်သူကလာပြီးဆွဲခံပေးနိုင်မှာတော့ငါလူရဲ့ကိုသားတို့က ဆရာပြောတာလည်းမှန်ပြီတဲ့။ကဲဒါဖြင့်ကျွန်တော်တို့ကိုအလုတ်ကလေးကြည့်ပေးပါဦးဆရာ။ဂိုလူမော်ကအမြဲတမ်းအလုတ်ကတော့ဖြည်းဖြည်းကြည့်ပေးရမှာပေါ့ကွယ်။လောလောဆယ်သုံးဖို့ဆွဲဖို့ရအောင်တော့ငါစီမံပေးရမှာပေါ့။ဘုသာလူကကျေးဇူးပါပဲဆရာ။ဤတွင်လူမော်သည်ဒါလူနှင့်မြတ်ကျော်တို့အားအလုတ်တစ်ခုစီပေးပြီလျင်ငွေဆက်ကိုတရားရန်တစ်ချက်စီပေးလိုက်ရာလူနှစ်ယောက်ကလည်းသိကြပါဆရာဖြစ်ပါစေမယ်။ဆို၍အိမ်ပေါ်မှဆင်းသွားကြလိမ့်မည်။ မတဏန်သည်ဇနေနေ့ဖြစ်၍နေတဝက်ယုံပိတ်သည်နှင့်ယောဂုံမလီတို့ဝင်၍ပစ္စည်းကလေးအနှံ့ငယ်ဝရန်အစီစဉ်ရှိသည့်လျောက်လက်နေဆက်ကိုပိတ်ပြီးလျင်လွယ်အိတ်ကလေးလွယ်လျက်ယုံလင်ကားမှဆင်းပြေပြုစဉ်အသက်30ခန်းရှိမိန်းမတစ်ယောက်သည်မျက်နှာသာပြုံးပြုံးနှင့်မတဏန်ထံသို့ဂရိုက်ကြိုက်ချင်းကပ်လာ၏မတဏန်ကထိုမိန်းမကိုမြင်မှုသည်မထင်သောကြောင့်မိမိအားပြုံးခြင်းမဟုတ်အခြားတယောက်ယောက်အားပြုံးခြင်းဖြစ်လိမ့်မည်ထင်၍မိမိနောက်သို့ပင်လှည့်ကြည့်သည်တို့ရာတွင်မြည်သူများမရှိ လေကားနီး၌မိမိတယောက်တည်းရှိနေခြင်းကိုတွေ့ရသောအခါမှထိုမိမသို့လှည့်၍ရော့ရောင်ကားပြုံးလိုက်ရတော့သည်ထိုမိမကရှင်ကကျမကိုသတိမထားမိပေမယ့်ကျမကရှင်ကို သိပါတယ်ရှင်တို့တောင်ဘက်ကနှစ်အိမ်ကြားမှာရှိတဲ့ဆေးလိယုံကလေဩဟုတ်လားစိတ်မရှိပါနဲ့ရှင်ဆေးလိယုံဆိုတော့မိမတွေများလို့မို့ကျမကသတိမထားမိခြင်းဖြစ်ပါလိမ့်မယ်ဟုတ်ပြီမှာမို့ရှင်ကျမကိုအရက်လူကြီးကလွတ်လိုက်လို့လာခဲ့ရပါတယ် အဲ့ရလူကြီးကဘာကိစ္စရှိလို့ပါလဲတခြားမဟုတ်ပါဘူးရှင့်တော်ခင်လေးဆွေဆိုလားအဲ့ဒီအတော်ကြီးဟာမနဲ့ကလေးကမူးနေလို့တရလုံးဝိုင်းကြည့်နေရပြီးအဲ့ရလူကြီးကရှင့်ကိုခေါ်ပေးပါဆိုပြီးကျမကိုလွတ်လိုက်လို့ပါအိုးဖြစ်ရလေရှင်လာပါလာပါဒါဖြင့်မြန်မြန်လေကားမဆင်းပြေလာကြ၏ရှင်ပန်းနဲ့လာခဲ့တယ်ကျမတို့ဆရာကတော်ရဲ့ကားနဲ့လာခဲ့ပါတယ်ဆရာကတော်ကလည်းအတော်ကြီးအတွက်သိတ်ဆိုးရင်ကြီးဘတ်စကားနဲ့သွားရင်သိတ်ကြနေလိမ့်မယ်ဆိုပြီးသူ့ကားပြေးလိုက်ရှာတယ် အရက်ကဒီလိုကူညီတာကျေးဇူးတင်ပါတယ်ရှင်မဒနာနဲ့မိမသည်ရုံလေကအောက်တော့ရတော့ကဇလွင်ကားတစ်စီးသည်လမ်းဘေးသို့ထွက်ရပေးလိုက်ကားကြီးပေါ်၌ကဒရိုင်ဘာနှင့်အတူထိုင်လျက်လူတစ်ယောက်ပါလာလေသည်မဒနာနဲ့မိမတို့သည်ကားနောက်ပိုင်းသို့တက်ထိုင်ကြပြီးနောက်ကားထွက်လာကြတော့က မိမသည်နှုတ်ရှာသွက်လက်သူတရားဖြစ်သည့်အတိုင်းခင်လေးစွေအားလက်နှိပ်ဆရာရောဆရာဝန်မှပင့်ခေါ်ပေးကြရပုံအကြောင်းအရာများကိုရေပက်မုံအောင်ပြောပြလေရာမသနာမှာမိမိကမမေ့ရပဲလျက်နှင့်စုံလင်စွာပြောပြပေးသည်ဆို၍ဂျေဇူးတင်စွာနှင့်နားထောင်လိုက်ပါလာလေတော့သည်ကံတော်ကြီးနီမှဖြတ်၍တက်ပြီးနောက်လန်ကြာတခုသို့ချုပ်ဝင်လာသောအခါမဒနန်သည်မိမိတို့နေအိမ်သို့သွားတော်လံဟုတ်ပါလေဤလောဟုယုံမာခြင်းဖြစ်မိသည်နှင့်ဖနဲ့လေမာကြီးဒီလဲဟုတ်ကဲ့လား တူတူပါပဲဒီလမ်းကလည်းရောက်ပါတယ်မဒနာမှာရန်ကုန်လမ်းများကြောင့်ကိုကောင်းစွာမကြေပြင်းသည်နှင့်ဟုတ်ပါလိမ့်မည်ထင်၍အမှတ်မဲ့နေလိုက်မိတစ်ချက်တစ်ချက်တတိယလာတိုင်းမဒနာခေါ်ပြီးပါမဒနာတယောက်ကိုနဲ့ခဏခဏမီးလွန်းလို့အရက်လူကြီးကကျမကိုလွတ်လိုက်ရှာတယ်ကျေးဇူးပါပဲရှင်ဘစကားနဲ့လာနေရင်ဒီချိန်ဘာရောက်အောင်မလဲခုလောက်ရှိမှကျမနဲ့လွင်နေမှာဤကံပင်ကျမက ရုပ်ကုမ္ပဏီကို ဝင်ပြီးတော့ဈေးဝယ်အောင်မလို့ဦးမကြီးရဲ့ဟာ ဒါပြင်ကံကောင်းလို့ပါလားမတော်လို့များအိုးဘာလို့တာလဲဤကဲ့သို့မကန္တန်ကမေလချင်းမှာဒရိုင်ဘာနဲ့အတူထိုင်လာသောလူသည်နောက်သို့ရုတ်တရက်လက်ကဓမြောင်တလက်ကိုပြလိုက်ခြင်းကြောင့်ဖြစ်၏ငြိမ်ငြိမ်နေရင်ဘာမှမလုပ်ပါဘူးအော်လားဟီလာလို့ရင်တော့ဒီဟာကြည့်ထားပြီတော့ဤဒီရတော့မလုပ်နဲ့တော့မကန္တန်သည်မိမိနဗိနထိုင်လျက်ရှိသောမိမ၏မျက်နှာကိုလှမ်းကြည့်လိုက်သောအခါသူမိမသည်ပြုံးတုံတုံမျက်နှာနှင့်ပြန်ကြည့်လျက်"သူပြောတယ်လို့ငြိမ်ငြိမ်လိုက်ပါလေ။ဘာမှမဖြစ်ရပါဘူး။" မန္တန်လည်းမိမိအားလှည့်စား၍ခေါ်လာခြင်းဖြစ်ကြောင်းသိရလိမ့်မည်။အပြင်သို့လမ်းကြည့်လာသောအခါအလွန်လူပြတ်သောလမ်းတလမ်းမှချိုး၍လမ်းကြားကလေးတွေသို့ဝင်တော့မည်ပြုနေသည်ကိုတွေ့ရ၏။မန္တန်မှာရန်ကုန်မြို့၏အနေထားနှင့်ပတ်သက်၍မကြွန့်ကျင်သေးသောကြောင့်မြစ်သည့်လမ်းသို့ရောက်၍မြစ်သည့်နေရာသို့နှီးကပ်သည်ကိုပင်မသိနိုင်ချေ။ပထမ၌အော်ဟစ်လိုက်မည်ကြံမိသေး၏။မိမိကအော်ဟစ်တိုင်းဓာတ်နှင့်မုတ်ချထိုးလိမ့်မည်ဟုမယုံကြည်တော်လဲအကူကြီးရောက်လာမည်အရေးအယံမမြင်ရသောကြောင့်အချင်းဤစဉ်းစားရာရောက်နေလိမ့်မည်ဟုစဉ်းစားမိ၏ အကယ်၍ယောက်ျား၃၄ယောက်အစုဝေးမျိုးတွေ့ခဲ့ပါလျင်ဖြစ်ချင်ရာဖြစ်စေဟစ်အော်၍အကူညီတောင်းမြေဟုကြံစီမိသည်နှင့်မသနန်သည်ဗဝင်းရှင်ကိုမျှော်ကြည့်ပါတော်လဲဝင်းချံကြီးများအလယ်၌တိုက်အိမ်ကြီးများကိုသာတွေ့ရ၍မော်တော်ကားအနီးပါး၌ယောက်ျား၂ယောက်၃ယောက်အုပ်ကိုပင် မတွေ့ရချေမော်တော်ကားသည်လမ်းကျင်ကလေးတစ်ဖက်တစ်ချက်၌ရှိသောခြံကြီးများတွင်ရှိအိမ်ကြီးများကိုကျော်လွန်၍ဆက်လက်မောင်းနှင်သွားစဉ်ရှေ့၌ရှိသောခြံဝင်းကြီးထဲမှအလံဆိုင်ထားသောကားကြီးတစ်စီးသည်ဝါကနေထွက်လာ၍ မတဏံတို့ကာစီတို့မျက်နှချင်းဆိုင်မောင်းလာ၏မတဏံသည်၎င်းကာကြီးကိုမြင်မှုပါသည်ထင်မိ၍မျောကြည့်နေစဉ်ဓမြောင်နှင့်လူကဣရိယာရမလုံနိုင်တော့ဒါပဲပြောလိုက်မယ်ခုပြော၍ဓမြောင်ကိုပြလိုက်၏မတဏံကမူဓမြောင်ကိုကယုမဆိုင်ထိုကားထဲ၌မြေသူများလိုက်ပါလာမြေကိုသာမျောကြည့်နေ၏ကာနစီတို့သည်အလွင်ကျင်းမြောင်သောလမ်းကြားဖြစ်သောကြောင့်အရှင်လျှော့ကမောင်းလာကြ၍ကာဥချင်းဆိုင်ပြီးနောက်တစည်းကိုတစည်းဖြတ်ကျော်ကြသည်နှင့်တပြိုင်နက်မတဏံသည်၎င်းကားထဲ၌ စီကရတောက်ကအေးအေးဆေးဆေးမိလျက်ထိုင်လိုက်လာသောလူမော်ကိုမြင်လိုက်ရ၏ထိုကားရှေ့ပိုင်း၌ကလူမော်ဤတတော်ဆောင်နှင့်တွေ့သောလူတစ်ယောက်သည်ဒရိုက်ဘာနှင့်အတူထိုင်လျက်လိုက်ပါလာသည်ကိုလည်းမြင်လိုက်ရ၏ကားချင်းရှင်ပြိနောက်ဖြတ်ကျော်လျင်ဖြတ်ကျော်ခြင်းမတ္တနံသည်မန္တကားကိုပုတ်လျက်ကိုလူမော်ကေပါဦးရှင် ခုလူကနေအော်လိုက်ဓမြောင်နဲ့လူသည်ဒေါသကြီးသောအမှုရာနဲ့မတဏံကိုဒါနဲ့ထိုးလိုက်သလိုပြုတော်လဲမတဏံသည်ကြောက်စိတ်မရှိတော့ပဲတကားကိုဖွင့်၍ရုတ်တရက်ခုန်ဆင်းလိုက်တော်သည်ဒုက္ခနာ၌ကာသည်အရှိန်ပျော်စေပင်ရှိသေးသောကြောင့်မတဏံမှာမြေကြီးပေါ်သို့ထိုးလဲသွားယုံမှတပါထိခိုက်ခြင်းမရှိချေတော်တော်တွင်၌လူမော်သည်မိမိဤကားကိုရက်စေ၍ခုန်ဆင်းကပြေးလာလျာ၎င်းတို့မှတတော်ဆောင်လဲခြောက်လုံးပြုတ်တစ်လက်ကိုကံကပြေးလိုက်လာ၏လူမော်ကမတဏံကိုမြေကြီးပေါ်မှထူပေးစဉ်တတော်ဆောင်က ဟေးကရလိုက်ကွာပြစ်လိုက်မယ်နော်ဟုတ်အော်ပြတော်လဲကားဒီအချိန်နဲ့မောင်းသွားတော့ကြောင့်တတော်ဆောင်ကတစ်ချက်နှစ်ချက်လှမ်းပြစ်လိုက်ဤတွင်လူမော်ကရက်ထဲကလူတွေမတော်တဆမှန်းကုန်ပါမယ်ကွာပြီးတော့မှလိုက်တာပေါ့ခုပြောလိုက်သည်နဲ့မပြေဖက်နေတော့သည်လူမော်သည်မဒနံကိုထူပေး၍ကျင်နာသောမျက်နှာသားနှင့်အထီးကိုက်ရှိပါသလိုဟုမေးမြန်းရင်းမိမိဤကားပေါ်သို့ခေါ်သွား၏အလုံးတက်မိကြသောအခါလူမော်ကထိုလူစုနောက်သို့လိုက်ရန်ကားကိုလှည့်ဖို့အမိန်ပေးတော်လဲမဒနံက မိမိ၌ဒဇုံတရားများအနာတရားမရှိသောကြောင့်လူစုများနှင့်တပ်ပေါ်ချင်းအပြင်အန္တရာယ်မရှာပါနှင့်တော့ဟုတောင်းပန်လေ၏ဖြစ်ရောလားမသနံစော်ကားတဲ့အကောင်တွေကိုမိအောင်လိုက်ဖမ်းအောင်မှာပေါ့ဟုတ်ပါရဲ့ဝင်မင်းလိုက်ကြပါအောင်ဆိုခင်ဗျာတောင်းပန်မရသေးတော့ရှင်ကျမကိုယ်သာအင်းရအောင်လိုက်ပို့ကြပါတော့ကိုရှိကကျုပ်အတွင်းဝင်ရဲ့အိမ်မဲခဏတပြုတ်ဝင်ကြပါအောင်ဆိုလားတော်ပါပြီရှင်တော်တော်စိတ်ပူနေတော့မင်းတစ်စိတ်လောက်အင်းကိုယ်သာလိုက်ပို့ပါတော့လူမော်လဲ ရိုက်လိုက်လေကွယ်ဟိုတတခါခါနဲ့ကဘာတော့တက်ကြ၍မတဏ္ဍာအိမ်ဘက်သို့မောင်းလာကြရာတွင်လူမော်ကဒီကောင်တွေလူပြန်ပြီးလုံမယ်လို့ထင်တယ်။ကံကောင်းလို့ပါလားမတဏ္ဍာကျုပ်ကလည်းကျုပ်အတွင်းဝင်အိမ်ကိုဘယ်တော့မှမလာဘူးဘူး။ဒီကနေ့မှနေချာရေးကိစ္စရေးကြည့်လေတော့ရုတ်တရက်ခိုင်းစရာကလေးပေါ်လာပြီလို့ပေါ့နုမဟုတ်ရင်ငွေဘလောက်နဲ့ရွေးဖို့တောင်းနေဦးမလဲမဆိုနိုင်ဘူးဟေ့ဒရိုက်ဘာနေဦးဟေ့မတနန်ကဌာနဝင်ပြီတိုင်ချက်ပေးခဲ့ဦးမှာထင်တယ်ဌာနဘက်ကမောင်းဟေ့ ောင်းပန်ပါရစေရှင်အရှက်ခွေးမခံပါရစေနဲ့တော့ဒီတိုင်းပဲကြိတ်ခံပါရစေတော့တဘောပေါ်ဗျာကျုပ်ကတော့တိုင်ချက်ပေးရင်ကောင်းတယ်ထင်တာပဲမလို့ပါရစေနဲ့တော့ရှင်ဂိုင်းဒါဖြင့်ကြောင်ရုံးဘက်ကိုမောင်းဟေအထက်ပါဖြစ်ပြန်များမှာလူမော်ဤအစီအစဉ်ဖြေချောင်းကိုစာဖတ်သူယခုနားဆင်သူတို့ရိတ်မိကြပေလိမ့်မည်လူမော်ဤတပြည်များဖြစ်သောတာလူနှင့်မြတ်ကြတော်သည်မိမရှုတရားကိုရှာ၍ ဘရိုက်ဘိတ်တက္ကစီတစည်းငါပြည်လင်းမတနံကိုလဲပြားခေါငင်၍တိုင်ပင်ထားသောနေရာသို့မောင်းလာကြခြင်းဖြစ်လေသည်လူမော်ကဒေါ်အိမ်ကြီးမှအစဉ်တင်ဆောင်နေ၍ကာကွယ်မြင်ရသောအခါမှထွက်လာပြည်လင်းမူလကစီစဉ်ထားသည့်အတိုင်းဟီရိုတယောက်အနေဖြင့်မတနံကိုကယ်ဆယ်လိုက်ခြင်းဖြစ်လေသည်လူမော်သည်မိမိလက်ထဲသို့ရောက်နေသောမတနံကိုအဘဲကြောင့်လွတ်လရပါသည်ဆိုသောမတနံကိုအတင်းအရမကြံစီခြင်းသည်တာမန်လူညစ်တယောက်၏အလုံမျှသာဖြစ်၍လူမော်မှာတာမန်လူညစ်တယောက်မဟုတ်ပေသောကြောင့်လီမတနံကိုဤနည်းဖြင့်လူယူ၍ မိမိကအတီပေါင်းသည်ဖြင့်မတဏံကကျေနပ်သည်ပင် ထားပြီးဩမတဏံသည်မိမိအပေါ်၌ဘယ်နံရောခါမလေးစားခြင်းရှိတော်မူမဟုတ်သေးကိုလူမောသိမြင်၏အကယ်၍ဤအကြောင်းကိုမတော်တဆတာမြတ်ကြားသွားပါလင်လဲမတဏံကိုရအောင်ယူခြင်းနှင့်ပတ်သက်၍တာမြတ်ပေါ်၌အသာယူနိုင်ဖို့ရှိတော်မူမဟုတ်ချေတာမြတ်ကမတဏံသည်ဖြင့်အရှုံးပေးရစေကမူတကုဓမြနီးဖြင့်ရအောင်လုပ်သည်ဆို၍နှကောင်းရှုံမြည်ဖြစ်လေသည်မိမိတဲ့လူမောကိုမတဏံကချစ်ကြသောကြောင့်အောင်မြင်ခြင်းမဟုတ် လူစိုးလူမိုက်ညံမျိုးနှင့်လူယူချင်းဖြစ်သည်ဟုတာမြက်ကဆိုပေလိမ့်မည်ဤလူမျိုးတို့ဤဂုံပြိုင်မှုမှာမတဏံကိုရလျင်ပြည်ထန်ဟု၍သဘောထားကြသည်မဟုတ်မတဏံကမြေတုကိုပုံမှုချစ်ခင်သည်ဟူသောချက်တွင်ဂျိုင်းဆိုင်နေကြခြင်းဖြစ်လေသည်လူမော်သည်မတဏံကိုအိမ်သို့လိုက်ပေါ်ယုံတာမကဤတစ်ခေါက်တွင် အိမ်ပေါ်သို့တက်၍ခင်လေးစွေအားအဖြစ်ပြများကိုပြောပြရင်းမတဏံဤကံကောင်းသောအချင်းရာကိုသာအမွှန်းတင်၍ပြောလေသည်အကယ်၍ မိမိကိုယ်ကိုဟီရိုလို့၍အသာယူပြောပြပါမူမတဏံကအထင်မြင်သေး၍သင်္ကာမကင်းဖြစ်တတ်ခြင်းကိုလည်းလူမောနားလည်ပြီ။တို့ရတွင်ခင်းလေးစွေကမူကလူမောဤကျေးဇူးကိုအကျဉ်းချင်းဖော်တော့ကချီးကျူးတော့သည်။ဒေါကင်လေးစွေကကျေးဇူးကြည့်လိုက်တာကလူမောရဲ့ကျုပ်တူမလေးလူစိုးတွေလက်ထက်ရောက်သွားရင်ကျုပ်တော့သိဖို့ရှိတော့တာပဲ။မောင်မင်းကြီးကကယ်ပြီလို့ပါတော့။ကိုလူမောကကယ်တာကအဆမ်းမဟုတ်ပါဘူးတော့တော့။ ဒီလိုဖြစ်တယ်ဆိုဘယ်မင်းကလေးမဆိုကျွန်တော်ကယ်ဆယ်ဖို့အသင့်ပါပဲဒေါကင်လေးဆွေကဟုတ်တော့ဟုတ်မှာပေါ့လေဒါပေမဲ့တို့တို့တို့ကတော့ကျေးဇူးတင်လို့မဆုံးနိုင်ပါဘူးမောင်ရယ်ကံကောင်းလို့ပါလားဒီမကြီးရယ်ခင်လေးဆွေကလည်းမတဏံကိုကလေးအရွယ်ကဲ့သို့သဘောထားသေးဟန်နဲ့အကြင်ချင်းပွေဖက်လျက်ရှိလူမော်သည်ဒီနေ့မှစ၍ခင်လေးဆွေကမိမိဤလူလုံးဝချစ်ချေတော်ပြီဟုနားလည်လျက်ကြာရှည်စွာမထိုင်တော့ပဲအိမ်မှဆင်းသွားလေ၏ ဒေါ်နေညနေ၌တာမြတ်သည်ရုတ်တရက်နေသို့ထွက်ရန်အမေရသည်နှင့်အစီအစဉ်များပြုလုပ်နေရသောကြောင့်နေ့လယ်အချိန်၌အခါတိုင်းကဲ့သို့မလာရောက်နိုင်ခြင်းအကြောင်းများကိုပြောပြခြင်းနှုတ်ဆက်ရန်လာရောက်လျာခင်လေးစွေကခရီးရောက်မဆိုင်ပင်မတ္တနံဤအဖြစ်ပြန်များကိုပြောပြလေ၏တာမြတ်သည်ဤကြောင့်ရာကိုကြားရသည်နှင့်ဒီပိုင်း၌မျက်နှာငယ်သွားတော်သည်အဘယ်ကြောင့်ဆိုသောအတိတ်ကံသည်လူမော်ဘက်မှကူညီ၍မဲတင်နေသည်ဟုယူဆမိသောကြောင့်ဖြစ်သည် မတနံဤမျက်နာကိုလှမ်းကြည့်လိုက်သောအခါတွင်လည်းမတနံသည်ခါတိုင်းကဲ့သို့မိမိအားရဲရဲတင်းတင်းမကြည့်တော့ပဲမျက်နာခက်လွဲ့လွဲ့လုံနေသည်ဟုတာမြတ်ထင်မိ၏ဟုတ်ခြင်းလဲဟုတ်လိမ့်မည်လို့မဆိုနိုင်ပေမတနံကိုယ်တိုင်ကစိတ်ထဲ၌အတီအလင်းဆုံးဖြတ်ချက်ခြားသေးဟန်မတူတော်လဲမတနံဤမြစ်တာသည်လူမော်ဘက်သို့ချိန်ဝင်ရှာငဲသွားသည့်လက္ခဏာရှိ၏တို့ဖြစ်၍တာမြတ်သည်ကြားရှည်စွာပင်မထိုင်တော့ပဲနှက်ပြန်တော်တဲ့ရန်အတွက်အစီအစဉ်လှုပ်ဖို့ရှိသေးသည်ဟုအကြောင်းပြကာနှုတ်ဆက်၍ထွက်သွားလေ၏မတနံသည် တာမြတ်ဤမျက်နှာညှို့ငယ်သောဖြစ်ပျက်ကိုရိပ်မိတော်လဲမြည်တို့မြမတတ်နိုင်သည်နှင့်နှုတ်ခတ်စိတ်စိတ်ပင်နေလိုက်မိတော်သည်တာမြတ်သည်သင်ငယ်ချင်းလူမော်ဤညဏ်ဤညဏ်နဲ့ထုတ်တတ်သောသဘောကိုရိပ်မိ၍ထိုလင်းကဖြစ်ပြများသည်လူမော်ဤစင်လုံးဖြစ်ချေမိလောဟုတွေးမိတော်လဲနှက်ပြန်ပင်တော်တရန်အလို့ရှိနေသောကြောင့်တတ်နိုင်ပါဘူးကွာသူတို့နဖူးစာပဲထင်ပါရဲ့ဆို၍လက်လျှော့လိုက်လေတော့သည်အကယ်၍အချိန်ရှိပါမူကားတာမြတ်သည်မြည်သည့်နင်းနေမစောထောက်လန်းစုံစမ်းအုံမြည်ဖြစ်လေသည် ်ဤကဲ့သို့အရေးကြီးသောအချိန်အစစ်အပိုင်းတွင်မှမိမိ၌တော်တက်ဖို့ကိစ္စပေါ်လာခြင်းသည်ပင်လျှင်မတ္တနာနှင့်လူမော်တို့၏နှဖူးစာကြောင့်ဖြစ်သည်ဆို၍တာမြတ်သည်ဤကိစ္စနှင့်ပတ်သက်၍စိတ်နှလုံးဒုံဒုံချလိုက်လေတော့သည်တို့ဖြစ်၍ထိုည၌တာမြတ်သည်မိဘများထံသို့ဇာတ်ကြောင်ပြန်ချလိုက်၏ဖခင်ဓမ္မစာရစဉ်က၎င်း၏စကားကိုမြည်သည့်နိနေမြနားမထောင်နိုင်ဟု၍စဉ်းစားမိတော်လဲမတ္တနာနှင့်လွဲရသည့်အတူတူဖခင်၏စကားကိုနားထောင်လိုက်ပါတော့မည်ဟုဆုံးဖြတ်ချက်ချလိုက်၏ ။ဒါကြောင့်မလဲမိမိသည်လူမော်ဤနှမမက်ရွှေရီပေါ်၌ချစ်ကြသောစိတ်တစ်ကြိမ်တစ်ခါမြမပေါ်ပေါက်ဟုစေကမူမိဘများ၏အကြံစီကိုရိပ်မိသည့်လျောက်မိန်းကလေးအားစိတ်ဝင်စားလျက်အကဲခတ်ဖို့ရာတွင်အပြင်းစင်အပြင်းတမ်းမပြေလာတော့လဲဘင်ကိုရုပ်မှမခေလာသည့်ဖြင့်လူကြီးများ၏ကြံရွယ်ချက်ကိုရိပ်မိသည့်လျောက်မိမိပေါ်၌စိတ်ဝင်စားလျက်ရှိသည့်အဖြစ်ကိုသိမြင်ရ၏။ ထိုချိန်၌မူစိတ်ရှိလက်ရှိနှင့်မိမိအားစောင့်မျှော်နေကြတော်သည်ဟု၍ပင်ကရုဏာတက်ဝင်လာလေတော်သည်တို့ဖြစ်၍တာမြတ်သည်မိဘများဤစီမံချက်အတိုင်းလိုက်နာပါတော်မူဟုသောအိဗယ်မျိုးပါရှိသည့်ဇာတဇံကိုရေးသားပေးပို့လိုက်လေသည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးတော်ဤမြတ်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းစတဲ့နေဖြင့်ဆက်လက်ဖတ်ကြားတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံး အပိုင်းစနစ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ